ကံကောင်းလို့ရထားတဲ့အမှားရင်သွေးလေးတွေကိုဆုံရှုံသွားနိုင်ကြောင်းပြောလာတဲ့ပိုးကြောင့်အမှားရင်သွေးလေးတွေကိုဆုံရှုံသွားနိုင်ရကြောင်းပြောလာတာကတော့ပြုံးဆောင်မင်းသမီးလေးပိုးကြပြုခင်ပါအားလုံးလည်းဒီကြတဲ့အချိန်မန်လီမျိုးကရတနာတထေး PK ထွန်နဲ့ရထားတဲ့ MRT ဘုံရုပ်တန်ဇလန်တွေရမင်းသမီးပိုးကြပြုခင်ကပြည်စုံချမ်းသာကြုံရတဲ့ဘဝကိုပိုင်ဆိုင်ထားတာပါခုဆိုရင်တထေးဖြစ်တဲ့အကိုထွန်ကပိုးကြပြုခင်နဲ့ရင်သွေးလေးတွေကိုရဖို့စူးစမ်းနေရပါအားလုံးဒီကြတဲ့အချိန်ကိုထွန်မအင်းဇနီးနဲ့ပါလာတဲ့တာသမီ၃ယောက် ပိုးကြပုတ်ခင်းနေရတဲ့ကလေးကတယောက်စစပေါင်းသားသမီးလေးယောက်ရှိရပါဒါနဲ့မတင်းတိန်နိုင်မဲ့အကောထွန်းကဇနီးဖြစ်သူပိုးကြပုတ်ခင်းကိုကလေးထက်ယူဖို့ပူဇော်နေရပါဒါကြောင့်လည်းပိုးကြပုတ်ခင်းကအကောထွန်းအတွက်ရေခဲတောင်ထိတ်မှာကလေးရဖို့အတွက်တောင်းရောက်ကြိုးပမ်းနေတာပါအခုတော့အကောထွန်းရဲ့ကျမ်းမာရေးကောင်းတာကတကြားမျိုးအောင်တာကတကြားတော့ကြောင့်ပိုးကြပုတ်ခင်းကကလေးရဖို့ကြိုးစားပြီးတော့တလားမပြည့်ခင်မှာကိုဝင်ရသွားနေပါတယ်ဒါပြင်အစောပိုင်းကိုဝင်ကမွာဘူးကိုဝင်ဖြစ်တယ်လို့ဆိုရင်တခါရင်ကလေးမျိုးရရမယ်ဆိုတော့ကိုထွန်းဟောင်းဝမ်းတာလုံးလို့ထားကွန်ပျူတာဝမ်းတာပြောရှင်းနေရပါ ဒါကြောင့်လည်းကုန်ထုံးအားပိုးချမြို့ခင်ကိုတိန်းဟန်ကျော်ရန်ပန်းစီရည်နဲ့တူရန်ကုန်မြို့ရဲ့ထိပ်တန်းစားတောက်ဆိုင်မှာဂုံပြုတ်ပွဲကျင်းပပေးနေတာဖြစ်ပါရင်အကောထုံးနေမကပါဘူးပိုးချမြို့ခင်ရဲ့ပရိသတ်တွေကပါကံကောင်းဆုံးအမွာမှုလင်းရအောင်ပဲပိုးချမြို့ခင်တို့ကဝမ်းသာပေးနေကြတာပါဒါပေမဲ့ခုချိန်မှာတော့ပိုးချမြို့ခင်ကတော့ကုန်ဝင်ဆောင်ထားတဲ့ရင်းနှီးလေးကိုဆုံးရှုံးသွားနိုင်တယ်လို့ပြောလာတာပါအစောပိုင်းမှာတော့ပိုးချမြို့ခင်ကအထရာဆောင်တက်မှန်ရိုက်ကြည့်ပြီးရနောက်မှာတော့အပွားရင်သေးလေးတွေဆိုတာကိုသိရှိရတဲ့အတွက်အင်မတန်ဟိုမှာဝမ်းတာပီတီဖြစ်နေခဲ့ရပါတယ်။ဒါပေမဲ့ပြေချာစွာဆန်းသက်စစ်ဆေးပြီးရနောက်ပိုင်းမှာတော့ အမွားရင်သွင်းလေးနှစ်ယောက်စလုံးကချမ်းမာနေတာမဟုတ်ပါဘူး။အမွားနှစ်ယောက်ထဲကခလေးလေးတစ်ယောက်ကပဲနှလုံးခုန်တန်းကိုတိကျစွာကြားရတာဖြစ်ပြီးကျန်တဲ့မွားခလေးလေးတစ်ယောက်ကတော့နှလုံးခုန်တန်းအားနည်းနေအောင်တွေ့ရပါတယ်။ဒါကြောင့်အတော်လေးကိုစိုးရိမ်ကြအခြေအနေဖြစ်နေတဲ့အတွက်မိမိပိုးချမြူခင်လည်းအင်မတန်ကောင်ဝမ်းနဲ့စိတ်မကောင်းဖြစ်နေကြရရှာတာပါ။ဒါပေမဲ့နောက်ထပ်တစ်ပတ်ကြာမှဓမ္မပြန်ရိုက်ကိုပြီးတော့စစ်စင်းမှုတွေပြုလုပ်တဲ့အခါကြမှာတော့အဖြစ်ကိုတိကျစွာနဲ့သိရမှာလို့ဆိုပါတယ်။လိုမဲ့ဖြစ်ဖြစ်ကိုယ့်ရဲ့ယဉ်သွေးလေးစမ်းမရင်မကောင်းတာကိုသိရတဲ့အတွက်မိခင်ဖြစ်သူပိုးချဘူးခင်ကတော့ခုကလေးကစိတ်မကောင်းဖြစ်နေရပါပြီ သူမကကလေးလေးတွေကိုအရင်ချစ်သူဖြစ်ပြီးခင်မွန်တဲ့အကိုထွန်းနဲ့သားသမီးတွေကိုလည်းမိခင်ရင်းလို့စောင့်ရှောက်ပေးနေသူပါဒါကြောင့်အခုသူမရင်သွေးလေးဖြစ်တဲ့အမွာသားသမီးလေးတွေကိုတော့ပုံမှန်ချစ်ခင်နေရဖြစ်ပြီးအများကြီးလည်းရင်းဆိုင်စောင့်ရှောက်ပေးနေတာပါအလုပ်တွေလည်းအများကြီးမလုပ်တော့ဘဲနဲ့ကိုဝင်ကိုပြူးဆိုင်ပြီးတော့နေထိုင်ခဲ့ပေမယ့်အခုတော့စိတ်ကောင်းစရာတဲ့င်းကိုသိရတဲ့အခါမှာတော့အင်မတန်ကိုမဝမ်းနေချီကွဲနေရပါမင်းမင်းလေးပို့ကြပြီခင်ဗျာသူမရဲ့အမွန်ရင်းလေးနှစ်ယောက်စလုံးကိုဘလို့ဒီနေ့မှအဆုံးရှုံးခံနိုင်ဖို့လို့ရင်ဖွင့်ပြောလာပါတယ် ။လာမယ့် match လ25ရက်နေ့မှာတော့နောက်ထပ်တစ်ချိန်ထပ်မံရိုက်ပြီးတော့ Santos စစ်ဆေးမှုတွေပြုလုပ်ရအောင်မှာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့သတင်းကောင်းကသာကြားချင်နေပြီးတခုခုများလဲချော်သွားမယ်ဆိုရင်အဲ့လိုမပြောနိုင်အောင်ဖြစ်နေကြရရှာပါတယ်။ဒီမှာနေနေစစ်ဆေးရင်ရပြည်စုံနဲ့ပေါ်ပိုင်ဆိုင်ထားပြီးတော့အမွားရင်လေးတွေကိုပါထပ်မံပိုင်ဆိုင်ရတော့မယ့်ပုံမှာအများကြီးကိုမျှော်လင့်ထားကြတာပါ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကတော့ရင်သွေးလေးတွေကိုဆုံရှုံသွားနိုင်တဲ့ပိုးချမြင်ရင်ပေါ်မှာဆူတောင်းစကားလေးတွေပြောသွားကြပါအောင်။အမှန်ရိုက်ပြီးတော့ဆန်တန်စစ်ဆေးမှုတွေဖြစ်လို့ရအောင်ပါဖြစ်ပါရင်ဒီတစ်ခါမှာတော့သတင်းကောင်းကသာကြားချင်နေပြီး တခုခုများလဲချော်သွားမယ်ဆိုရင်အဲ့လိုမပြောနိုင်အောင်ဖြစ်နေခဲ့ရရှာပါတယ်။ဒီမှာအနေနဲ့စစရင်ရပြည်စုံလုံးနဲ့ဘောပိုင်ဆိုင်ထားပြီးတော့အမွားရင်လေးတွေကိုပါထပ်မံပိုင်ဆိုင်ရတော့မယ့်ပုံမှာအများကြီးကိုမျောလင်းထားခဲ့တာပါ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကတော့ရင်သွေးလေးတွေကိုဆုံရှုံသွားနိုင်တဲ့ပိုးချမြင်ပုံမှာစူတောင်းစကားလေးပြောသွားကြပါဦး။